ားလုံးပဲညီကိုမောင်မတွေအကုန်လုံးကျွန်တော်တို့ရဲ့မိတ်ဆွေတွေပေါ့ဗျာเนาะမိတ်ဆွေတွေမိတ်ဆွေတွေဆိုတာเนาะကျွန်တော်တကယ်သိတဲ့မိတ်ဆွေတွေမဟုတ်ဘူးเนาะကျွန်တော်တို့အဲပေါ့เนาะအဲကျွန်တော်ကိုအဲဒီ online မှာသိကြတဲ့လူတွေအကုန်လုံးဒါကျွန်တော်မိတ်ဆွေတွေပဲပေါ့အကုန်လုံးเนาะမြင်မှုဒီဖြစ်စေမြင်မှုဒီဖြစ်စေကျွန်တော်တို့မိတ်ဆွေညီကိုမောင်မတွေပဲပေါ့เนาะ Okay ဒါလေးတွေကိုကျွန်တော်ဒီပေးလို့တာကဘာလဲဆိုတော့ဘိုးတွေရန်တဲနေတဲ့အချိန်မှာ တစ်ခုပဲလှုပ်ဆောင်ပါကျွန်တော်အစီအစဉ်တာလေးနဲ့သတိပေးတာပါဆရာလောက်တောင်မပေါဘူးနော်နံပါတ်1ကကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့မီးဖွင့်ပါเนาะမီးဖွင့်ပါကျွန်တော်တို့မီးဆိုတာကမီးကြီးဖွင့်တန်ဖွင့်တန်ဒီလဲဖွင့်ပါမိုးရံသေးနေလို့ရှိရင်မီးကြီးဖွင့်ပါမိုးရံမသေးဘူးဆိုလို့ရှိရင် position နဲ့ light လို့ခေါ်တဲ့မီလုံအသေးလေးပေါ့နော်အဲ့အားလေးကိုဖွင့်ပါခင်ဗျာနော် position နဲ့ light လို့ခေါ်တဲ့မီလုံအသေးလေးဖွင့်ပါ ဲ့အားလေးကိုဖွင့်ပြီးတော့မောင်းကြပါဒါလေးတစ်ချက်လှုပ်ဆောင်ပေးကြပါနောက်တစ်ခုကကိုယ်တိုင်းကိုယ်တိုင်းကိုယ်တိုင်းမှာလိမ့်ပြောင်းတိုင်းမှာစက္ကနေပေးပါเนาะမိုးရွာလို့ရှိလို့ရှင်ပို့ပြီးတော့ကျွန်တော်တို့အန္တရာယ်များလို့ပါเนาะအဲ့လေးကျွန်တော်တကယ်စေတနာနဲ့ကျွန်တော်သတိပေးတာပါမိုးရွာတဲ့အခါမှာမမြင်ရဘူးကျွန်တော်တို့လည်းနောက်ကားတွေကိုမမြင်ရသလိုနောက်ကားတွေလည်းကျွန်တော်တို့ကောင်းအောင်မြင်ရမြင်မှာမြင်ရတာအရှိကားတွေရာလည်းเนาะအဲ့လိုဆိုတော့အာလိမ့်ချိန်တိုင်းမှာစက္ကနေပေးပါမမေ့ပါနဲ့เนาะ ပြီးလို့ရှိလို့ရှိရင်လမ်းကွေတိုင်းမှာစကနေပေးကြပါမမိပါနဲ့မကြံပါနဲ့နော်ပြီးလို့ရှိရင်ဘာရှိလဲဆိုတော့နောက်တစ်ခုကအချိန်မများပါနဲ့နော်အချိန်မများပါနဲ့ဟဲ့လားအချိန်ကိုမများပါနဲ့တင်းတင်းလျောက်ပတ်တဲ့အချိန်မဲမောင်းပါတာမန်အချိန်ဒီမှာလဲကျွန်တော်ထင်းထင်းရဒီချက်တွေကထင်းထင်းရပါတယ်နော်ဒါပေမဲ့အခုလိုမိုးရွာနေတဲ့အချိန်မှာပိုထင်းထင်းရတယ်ဗျာဘာဖြစ်လို့ထင်းထင်းရတာလဲဆိုတဲ့အခါကျတော့အာဘာဖြစ်လို့ထင်းထင်းရတာလဲဆိုတဲ့အခါကျတော့ မိုးရွာတော့အန္တရာယ်ကပုံရှိတယ်နော်လမ်းနေဒါ slip ဖြစ်နိုင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကားရဲ့တာယာကကြမ်းမြင်းဒီ drive အနေထားမှာအာ grip တွေကောင်းနေတယ်ဆိုပေမဲ့လို့မိုးရွာတဲ့ခါမှာ grip မကောင်းတဲ့အနေထားတွေလက်ရှိကောင်းရှိတတ်တယ်တာယာတွေကလည်းပါနေတယ်ပေါ့ဗျာထားပါတော့နော်အဲ့လိုမျိုးတွေရှိတဲ့ဆိုလို့ရှိရင်ကိုယ်သတိလွတ်လွတ်ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဖြစ်တတ်ပါတယ် နော်နောက်ပြီးလို့ရှိရင်ရေဝတ်နေတဲ့နေရာတွေမှာအရင် speed နဲ့မမောင်းပါနဲ့ကျွန်တော်တို့ရဲ့အာယူပဗေဒသဘောတရားအရာတွေဆိုလို့ရှိရင်ရေဝတ်နေတဲ့အချိန်မှာအချိန်တစ်ခုနဲ့ဖြတ်တန်းမောင်းနေတဲ့အရာဝတ်ထုတစ်ခုဟာအဲ့ရေရဲ့ float တင်ပေါ့နော်ဟောရေမှာရှိတဲ့တိတ်သေးစားနဲ့ကားရဲ့အချိန်နဲ့ကိုပေါင်းဆက်လိုက်တဲ့အခါမှာကားဒီလုံးဝဟိုပေါ့နော်လဲပြီးတော့ထွက်သွားနိုင်တဲ့အနေအထားတွေရှိတတ်ပါတယ်နော်ရှိတတ်တယ်လို့ပြောတာနော်အများနဲ့ရှိတယ်လို့ပြောတာမဟုတ်ဘူးသူ့ရဲ့အချိန်နေနဲ့အချိန်ခါနဲ့ပေါ့လိုက်ပြီးတော့ ်ဟိုဖြစ်တာဖြစ်ပါတယ်ဒါကျွန်တော်ကစေတနာနဲ့သတိပေးတာပါနောက်ရေဝတ်နေတဲ့အချိန်မှာလည်းတာမန်တိုင်းဆိုလို့ရှိရင်လည်း drive နေဖြစ်နေတဲ့အချိန်မှာရေဝတ်နေတဲ့အချိန်မှာအရင်မမောင်းတဲ့မှာဘယ်လိုဆိုတော့ကားအောက်မှာရှိတဲ့ pass တွေပေါ့เนาะရေဆူလို့မရတဲ့ pass တွေရှိတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်အပျက်စီးတတ်ပါတယ်เนาะကျွန်တော်တို့အာအာအဲ့လိုမျိုးရှိပါတယ် battery car တွေဆိုလို့ရှိရင်ခု EV car တွေဆိုလို့ရှိရင်လည်းအဲ့လိုပဲနည်းနည်း view site ကြပါเนาะမောင်းတဲ့အကိုတွေအမတွေเนาะညီလေးညီမတွေပေါ့เนาะ okay ပါကျွန်တော်စီကားမောင်းတဲ့လူတွေလည်းထုတ်လို့ပါပဲအောက်မှာ power gun တွေပါတော့ရှိပါတယ် crown တို့ map map x တို့ဆိုလို့ရှိရင်ပါတယ်เนาะဒါတွေဆိုလို့လုံးဝသတိထားရပါတယ် ာဝါဂန်နေအောက်မှာရှိတဲ့ခါကျတော့ရေစင်သွားတာနဲ့သူ့ရဲ့တဲကမလုံဘူးမလုံလဲဆိုတဲ့ခါကျတော့အဲ့ဒီအောက်မှာရှိတဲ့အဲဂန်ထဲကိုရေ splash ရေလေးကဝင်သွားတယ်ပေါ့ပတ်မြူသွားတယ်ပေါ့ဗျာဝင်ပြီးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေကအဲပျက်စီးပြတ်ပါတယ်ချက်ချင်းပြတ်တာမဟုတ်တော့တစ်ပတ်နေသည်တစ်လနေသည်မပြတ်တာသူက เนาะအဲ့ကြောင့် view ဆက်ကြပါလို့အကြံပေးလိုပါတယ်ကဲအားလုံးချုပ်ပြောရတယ်ဆိုလို့ရှိရင်မီးကိုတုံးပြုတ်ကြပါနော် signal me positional line เนาะအဲ့ဒါတွေတုံးကြပါနောက်နံပါတ်1ကအရှင်လျှော့ပြီးတော့မောင်းကြပါဒီတွေဝက်တဲ့နေရာတွေရမ်းမဖြတ်ပါနဲ့ကဲဒါပဲเนาะဒါလေးကို3ပေးချင်းဖြစ်ပါတယ်အားလုံးပဲ ဘေးအန္တရာယ်ကျင်းချပါစေမိုးရွာလို့ကျွန်တော်အာဒီယာထွက်လာပြီးတော့ဒါလေးကိုဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်တင်ခြင်းဖြစ်ပါတယ်မိုးရွာနေတဲ့အခါမှာကျတော့ကျွန်တော်ဘာလေးလုပ်ပေးရမလဲပေါ့ကျွန်တော်အများနဲ့စဉ်းစားရတာပေါ့နော်အဲကြောင့်ဒါလေးကိုပြောခြင်းဖြစ်ပါတယ်အားလုံးပြည့်ပါတယ်အန္တရာယ်ကျင်းရပါစေခင်ဗျာ